ေဝရှင်တွေမှာပြန်ကျေစုလိုက်ပါတယ်နေ့နိုဝင်ဘာ၂ရက်နေ့ဒီနေ့မှာကျွန်တော်လူငယ်တွေအားလုံးစောင့်ဆိုင်းနေတဲ့နေ့ရက်တွေရောက်ရှိလာပြီဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့မိသားစုဝင်တွေကိုတည်ပြီးပြောကြားခြင်းတာဖြစ်ပါတယ်ဒီတည်ပြီးပြောကြားခြင်းနဲ့အတူကျွန်တော်တစ်စက်သေးမှာလိလသိရှိနိုင်တာကမန်လေး PDF ရဲ့ကျွန်တော်ပြည်သူ လူငယ်တွေကိုအတီးပေးဖိတ်ခေါ်လိုက်တဲ့အကြောင်းတွေနဲ့ကျွန်တော်မိသားစုဝင်တွေကိုအဆက်သဲတင်ပြပြီးမှဖြစ်ပါတယ်တကယ်ကိုကြောက်မန်းလေးလေးတကယ်ကိုစသိမ်းပြန်ပြန်ထားစရာတကယ်ကိုကျွန်တော်လူငယ်တွေအားလုံးမျှော်လင့်နေတဲ့အချိန်အကြောင်းတွေကိုကျွန်တော်တို့ဒီလိုဆွေးနွေးကြမှာဖြစ်ပါတယ် Super Saturday ဒီလိုရက်မျိုးမှာကျွန်တော်တို့အမြင်နဲ့ တွေ့ဆုံဆွေးနွေးတင်ကြပုံစံလေးနဲ့ပဲတောင်းမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုဆုံးထိဝင်ကြည့်ရှုကျွန်တော်မိသားစုဝင်တဦးချင်းစီတိုင်းကိုဒလိတစားပိတ်ခေါ်လိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့မဟုတ်တဲ့တောင်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲအနေနဲ့မလိုက်အိမ်မက်ဆိုးဟာတကယ်ကိုကြောက်ရွံ့လာတာဖြစ်ပါတယ်ပုံမှန်နဲ့ကြည့်မယ်ဆိုရင်တော့တရုတ်ရဲ့ဂျာဝင်စစ်ဆန်မှုဒီဂျာဝင်စစ်ဆန်မှုတရုတ်ပါဝင်ပတ်သက်မှုကိုပြန်ပြီးတော့ မလွန်ဆန်နိုင်တဲ့အိုင်နာတစ်ဖွဲ့ဝင်အချုပ်အဖြစ်ကရစဲလိုက်ရတဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲကျွန်တော်တို့အဲ့ဒီအောက်မှာပဲရှိတာဖြစ်တယ်ကျွန်တော်အရှင်းမှလည်းပဲကျွန်တော်တို့မြို့ချုပ်ပြန်ပြီးတော့ပေးလိုက်ရတာရှိပါတယ်ဒါကတော့သူတို့ရဲ့အစီအမံဟုတ်ပြီကျွန်တော်တို့ရဲ့အစီအမံကတော့ဘာလဲအခုမင်းတို့လှည့်ပြီးရင်ငါတို့အလှည့်ရောက်ပါပြီ ကယ်ကိုချက်မှန်းလေးလေးဗျာဒီတက်ကောင်းတဲ့အချိန်ဒီထက်ပို့ပြီးတော့ဖြစ်လာနိုင်စရာတိုက်ဆိုင်လာစရာအကြောင်းမရှိပါဘူးအခုမန်လေး PDF တန်းဘိုးဘီဟာတွေပြီးတော့အဲ့ဒီမှာရှိနေကျွန်တော်ပြည်သူ့ကော်မတီတက်ဖွဲ့ဝင်အားလုံးကကျွန်တော်တို့မြို့ရပြည်သူတွေကိုအသိပေးအကြောင်းကြားခဲ့တယ်ဒါအပြင်အခုကျွန်တော်တို့ဒီခုခံစစ်ကြီးမှဒီ ီတော်လန်ရေးအဆုံးသက်အထိသွားဖို့အတွက်ကျွန်တော်ပြည်သူလူထုနဲ့ကျွန်တော်တို့လူငယ်တူကြီးကိုလည်းပဲဖိတ်ခေါ်နေကြပါပြီ။သူတို့ဖိတ်ခေါ်ချက်ကတကယ်ကိုတကမန်လေးလေးပါနေဦးတော်လန်ရေးအတွက်အဓိကလိုအပ်ချက်အကုန်လုံးကိုဖြည့်ဆည်းပေးနေတဲ့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးနဲ့ဝန်ရံကူညီမှုနဲ့အတူကျွန်တော်ဝင်ရလာတဲ့ရဲဘော်လူငယ်တွေကိုလည်းလိုလေသေးမရှိ ပံပိုးကုညီနိုင်ဖို့အပြည့်အဝတာဝန်ယူသွားမယ်ဆိုတဲ့အချက်တွေပါကျွန်တော်တို့ပူတွဲပြီးတော့အမခံတွေ့နေရဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချက်လေးတစ်ချက်ကြောက်မိသားစုနေကျွန်တော်ပရမအုံးဆုံးကင်းဒီကိုကင်းစပညာတင်းနဲ့တတ်တဲ့အချိန်မှာမမပြုတ်တောက်ပြီးတော့ကျွန်တော်စစ်တင်နဲ့တတ်ခဲ့ရမမပြုတ်တော့မှအရေးကျဲတော့ကျွန်တော်တို့အလှူတွေမှာချက်တဲ့အိုးအချီးတွေလေကျွန်တော်မိသားအိုးအချီးတွေ ဲ့လိုအိုးကြီးတဲ့ကိုမမဖောက်ဆွဲထုတ်တယ်ဒီတိုင်းပဲဗျာဖဲပြီးတော့ထည့်လိုက်တာပြီးတော့အဲ့မှာချင်းငန်ဆက်ထုတ်လေးနှစ်ထုတ်ပါတယ်နော်အဲ့ဒီချင်းငန်ဆက်အထုတ်နှစ်ထုတ်ကိုဒီတိုင်းဖောက်ပြီးတော့လက်နဲ့တည်တည်ချတာညှစ်ထည့်တာမဟုတ်ဘူးကကြင်နဲ့ဒီလိုအလဲရနေခွဲပြီးတော့အဲ့ဒီ plastic ကြီးပါထည့်ပြုတ်ပြစ်တာမမခောက်ဆွဲပြုတ်အရေးကြီးအများကြီးနဲ့အဲ့ဒါကျွန်တော်တို့သင်္ကန်းတက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဟင်းကောင်းတစ်ခုဖြစ်တယ် အဲ့ဒီအချိန်ငါကျွန်တော်တို့ဒါအန်ယူဂျီမြို့သားညီညွတ်ရေးအစိုးရအဖွဲ့တွေလည်းဖြစ်ပေါ်မလာသေးဘူးပြီးတော့ကျွန်တော်တို့ PDF တွေက ERO Navy တွေမှာကျွန်တော်တို့တီးချားတွားပြီးတော့လေ့ကျင့်သင်ကြားနေရတာကျွန်တော်တို့ကဘာထောက်ပံ့မှမရှိဘူးအဲ့ဒီအချိန်မှာဘယ်ဘယ်သူမှလည်းဘာလို့လဲဆယ်လီဖြစ်သေးဘူးဗျာတော်လိုင်းဆယ်လီပေါ့နော်ပြီးတော့လူကန် post တွေဘာမှမရှိသေးဘူးဆိုတော့ကရင်တွင်နဲ့အတူတူကင်းစစ်ပညာကိုသင်ကြားခဲ့ရအရန်ကိုခက်ခဲခဲ့ ကျွန်တော်တို့မှာအောက်မှာခင်းအိတ်เสียအခင်းမရှိဘူးတောင်ပေါ်မှာပဲကျွန်တော်တို့ကြောက်တုံးတွေကြောက်ခဲတွေအပေါ်မှာပဲကျွန်တော်တို့ဒီတိုင်းဖြစ်တယ်လို့အိတ်ကလာအရန်ကိုမာထန်နေတဲ့ကြောက်တောင်ကြီးကိုကျွန်တော်တို့ပေါက်တူးနဲ့ပေါက်ပြီးတော့တိဆောက်ခဲ့ရတာအချက်ပေါ်လိုက်ခန်းဆိုမိတွေပွင့်လက်တွေမှာဆိုအခုချိန်ဒီအတ္တမာတွေရှိနေစေဒါကအစကလေးပါပြီးတော့ကျွန်တော်လေ့ကျင့်သင်ကြားတဲ့အချိန်မှာလဲဘာ ကျမကြီးအဆောင်ရှောက်ပြပြဝါမရှိဘူးမရှိဘူးရှိတယ်ကျွန်တော်တို့ကျွန်တော်တို့နဲ့အတူတူပါလာတယ်ပေါ့ဗျာစေမှုအဖွဲ့တွေဟောတော့ကောင်းကိုပြန်ပြီးတော့ give side ပြဆုရတာပြီးတော့ကျွန်တော်တို့ ERO တွေမှာလည်းငိုတွေရဗျာသူတို့ရဲ့ scan တွေဆိုတာကအခိုင်အမာဆွဲရတာမဟုတ်ဘူးဗျာယာယီပုံစံမျိုးဆိုတော့အချို့သတင်းတွေမှာဆိုရင်ကျွန်တော်မိသားစုဝင်တွေအာချမ်ပါစစ်ခွေတက်ကကျွန်တော်တို့တိုင်းသားတစ်ဖက်ဝင်အာကျွန်တော် ERO တက် scan ကိုတက်ခိုက်သိမ့်ပိုက်လိုက်ပါလေဆိုတဲ့သတင်းတွေကိုသူတို့ဘက်က lobby တွေကဖော်ပြလိုက်အခါမှာကျွန်တော်တို့ဘက်ကအဲ့ဒါကိုကြည့်ပြီးတော့ယီမိတယ် ကျွန်တော်တို့ကတိုင်းသားတစ်ပွဲဝင်နေအကြောင်းကိုကျွန်တော်တို့ကပိုသိတယ်ဒီမှာတဲတလုံးစင်နှင်းခံရတယ်ဗျာဘာမှပြဿနာမရှိဘူးဟိုဘက်မှာတဲနှလုံးတော့ပြန်ဆောက်လိုက်တယ်ပြီးတော့တောင်းမိလောင်ရင်လည်းအဲ့ဒီကတဲနှလုံးမိလောင်သွားတယ်ဗျာပြဿနာမရှိဘူးဒီမှာတဲတလုံးထပ်ဆောက်တယ်အဲ့ဒါကျွန်တော်တို့ရဲ့စခန်းပဲဆောဒီချင်းလေးတွေကိုပြန်ပြီးတော့အောင်မေတ္တရာမိတာပါလက်ရှိအချိန်မှာ တကယ်တိုက်ဖို့အတွက်တကယ်လိုအပ်တာတွေကိုထပ်မံပံ့ပိုးပိုးပြီးတော့ဒီတလောင်းသားတပ်ဖွဲ့ဝင်တွေပြီးတော့အသက်ရောက်ရှိလာတဲ့ရဲဘော်တွေအတွက်အပြည့်အဝတာဝန်ယူပေးမယ်၊ကူညီပေးမယ်၊ဆောင်ရွက်ပေးမယ်ဆိုတော့ကျွန်တော်တို့အတွက်ကတော့အဖက်တခုတော့ရှိတယ်ကျွန်မရဲ့မိသားစုရင်းနေတော်လိုင်းကြီးကခက်ခဲတယ်၊ကြမ်းတမ်းတယ်၊မထင်မှတ်တာတွေအများကြီးပြင်ဆင်ထားရမယ်ကျွန်တော်လူငယ်တွေပေါ့နော်တူချင်းစီတွေလာရောက်ပြီးတော့ပူပေါင်းလို့ရတယ်အဖွဲလိုက်လာရောက်ပူပေါင်းလို့ရတယ် unlimited အကန့်အသတ်မရှိကျွန်တော်တို့ဖိတ်ခေါ်နေတာဖြစ်ပါတယ်။ဟုတ်ပြီ။မိကုန်းမိမိကုန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့မာလာအကြံဖက်စစ်ခွေးအောက်မှာခွေးတစ်ဖက်ဝင်တွေအနေနဲ့လူမသိသူမသိအသက်ပြောက်ခြင်းလားဒါမှမဟုတ်ကျွန်တော်နိုင်ငံရဲ့ Federal နဲ့ Democracy အတွက်ကျွန်တော်ပြည်သူလူထုတရှက်လုံးနဲ့အတူရက်တည်ပြီးတော့ PDF People Defend Food ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးအနေနဲ့ယက်တီသွားမလားဆိုတော့ပဲရွေးချယ်ရမှာဖြစ်ပါတယ်။ကျုပ်ကပြောတယ်တော်လိုင်းမှာဈာနေမရှိဘူး။ကျွန်တော်တို့တော့မပြောချင်ဘူးဗျာ။ဈာနေလीတော့ထားပါဗျာ။အဲ့ဒါမှလည်းပဲသူတို့လည်းကျွန်တော်တို့အချို့ဘာလို့သူတို့နိုင်တာလေးနဲ့ဝင်းရထောက်ပံ့ကူညီကြတာအရန်ကြီးလဲတញ្ញန်တန်ကြီးပြပြတသားကြီးလဲလုံးလုံးမရဘူး။လက်ကြီးအချိန်မှာပေါ့နော်ကျွန်တော်တို့ဒီလူငယ်တွေကို ဒီနေ့အချိန်ထိကျွန်တော်တို့သူတို့ရဲ့သားသမီးတဦးလို့သူတို့ရဲ့ဒါမိသားစုဝင်တဦးလို့အများနဲ့ကူညီဝန်းရံနေတဲ့သူတွေလည်းအထူးနဲ့တည်းရှိပါတယ်။ဟုတ်ပြီ။ဆိုတော့ကျွန်တော်အစကပါဘောနော်ကျွန်တော်ဒီ KND ကိုပြင်းစစ်ပညာသင်တန်းကရင်တွေနဲ့ရောပြီးတော့တက်ရတဲ့သင်တန်းတစားအောင်မှနတ်မှန်တဲ့သင်တန်းဟင်းဆိုတာဗျာအဲ့လိုပြောဘယ်လိုပြောမလဲဒီငါတတဘူးကငါတတဘူးငါတတဟင်းချက်တဲ့နေကြရင်အဲ့ဒီ ဟင်းရကျွန်တော်တို့အတွက်အကောင်းဆုံးသောဟင်းအဲ့ဒီအချိန်ကကျွန်တော်တို့ဘယ်သူမှဝတ်သားဟင်းလည်းလာမကြွဘူးချက်သားဟင်းလည်းလာမကြွဘူးစိတ်တကောင်လည်းလာမပေးဘူးအမဲတကောင်လည်းလာမပေါ်ပေးဘူးကုညီရကုညီရလို့ရတဲ့နေရာလည်းမဟုတ်ဘူးဖုန်းလိုင်းတွေလည်းလုံးဝအဆင်ပြေဘူးပြီးတော့ကျွန်တော်တို့ဖုန်းတွေအကုန်လုံးကသိမ်းခံတာရတယ်အဲ့လိုနေနေပေးတဲ့အချိန်မှာလည်းပဲအာကင်းရာရှိတွေပြီးတော့ကင်းကွန်မန်ဒိုတွေတနန်းပေးကြတာဆိုတော့သူတို့ကိုနိုင်က ကရင်စကားပဲတတ်တာဗမာစကားလုံးဝမတတ်ဘူးတကယ်ပဲကျွန်တော်နောက်27နောက်ပိုင်းတွေမှာကျွန်တော်တို့ပြီဒီပြမကလူငယ်တွေရောက်ရှိလာပြီးတော့ကျွန်တော်တို့ဗမာတွေပေါ့ဗျာဗမာလူငယ်တွေ ਨੇ ရောရှက်ပြီးတော့မှသူတို့ကဗမာစကားတွေပို့ပို့ပြောလာပြောလာရင်းနဲ့သူတို့ဗမာလူတွေပို့တတ်လာကြတာကျွန်တော်ရောက်တဲ့အချိန်မှာသူတို့ဗမာလူတော်ကောင်းကောင်းမတတ်ဘူးအဲ့တော့ကျွန်တော်တို့ဟာကရင်ဘာသာစကားကရင်အမိတ်တွေပဲကျွန်တော်တို့ကသင်တန်းတက်ကြတယ် တို့ပြောတာနားမလည်ဘူးကျွန်တော်တို့စာရွက်လေးနဲ့မှတ်ကြတာစာလေးနဲ့မှတ်ညချိုင်လိုက်မေးရတာအဲ့မှာလဲကျွန်တော်တို့ကရင်လေးပေါ့နော်ကရင်လူငယ်တွေလည်းပါတယ်ဗျကရင်လူငယ်တွေကျွန်တော်ဗမာကျောင်းတက်ထားတဲ့ကရင်လူငယ်လေးတွေလည်းပါတယ်အဲ့ဒီမှာတို့မေးအားရောက်ဘာပြောတာလဲပေါ့နော်သူအမ်သူကသူအမတ်စင်ရှိတာတွေပြီးတော့တမ်းဖြုတ်တာတွေသတိဆွဲတာဘာညာတွေအကုန်လုံးကိုကျွန်တော်တို့ကလိုက်လိုက်ကြည့်ရလိုက်ကြည့်ပြီးတော့ညပကြရင်ကိုယ့်အကူပြန်လေးကျင်ရတယ်ကျွန်တော်တို့ရဲ့ဒီဒုက္ခတွေပေါ့ဗျာ ငါစစ်တမ်းတက်မယ်ဆိုတဲ့လူငယ်တွေအတွက်ဒါပေမဲ့အခုကမန်လေး PDF ပြီးတော့မိုးကုတ်ဂျီဟာပြီးတော့အဲ့ဒီမှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေကခေါ်တာအဲ့တော့ဗမာဗမာချင်းပြန်ပြီးတော့သင်တန်းပေးမှာဘာပြဿနာမှမရှိဘူးကျွန်တော်တို့နှစ်ဆသုံးဆပြင်မန်းစရာအကြောင်းမရှိဘူးဘာလို့စကားနဲ့ပတ်သက်ပြီးတော့လွဲမစရာမရှိဘူးဆိုပါလို့ပြောပြီးတော့ဒါအဲစီးသင်တန်းနဲ့ပတ်သက်ပြီးတော့ကောင်းကောင်းမွန်မွန်ပို့ပြီးတော့နားလဲနိုင်တဲ့အခြေအနေတွေပေါ့ ဆိုတော့အခုလည်းပဲရောက်ရှိလာတဲ့ရဲဘော်တွေနဲ့ပတ်သက်ပြီးတော့ကောင်းမွန်ဆုံးပြည့်ဝဆုံးဝိညာဉ်ကူညီပေးသွားမယ်။ဒါဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့လေသူတို့ဘက်ကတာဝန်ယူပါမယ်ဆိုတဲ့အကြောင်းတွေမှာဖော်ပြထားတာအတွက်ကျွန်တော်တို့တွေ့တာကတော့တကယ်ကိုကြားချင်လို့စကားပါ။ဟုတ်ပြီ။ဒီတော်လည်းရှိအချို့ကအမှုအမြတ်ဖြစ်တာအချို့ကအပြစ်တွေဝေဝံကြတယ်။ဒါပေမဲ့ ကျွန်တော်ကနေ့ချင်းဒီတော်လန်ရေးမှာမိမျိုးစုံနဲ့တိုက်ပွဲဝင်နေကြတာကျွန်တော်တို့နဲ့အတူတူတော်လန်ရေးမှာအစကလေးကပါဝင်ခဲ့တယ်ကျွန်တော်တို့ရဲ့ညီကိုရေးပေါ်ရေဘတ်တွေမရှိခဲ့ကြလို့ပါကျွန်တော်ဒီဘက်စင်နဲ့တင်းဆင်းရတဲ့ကျွန်တော်ငွေချင်းနေအများအပြားဒီကနေ့နာခဲ့ရပါရှိတယ်။ကိုလေးငါလေးစွန့်လို့ ခဲ့ရတာရှိအကျိုးတို့ရဲ့မိသားစုဝင်တွေခနေ့ချေတီကျွန်တော်ကိုဒတိယနဲ့ဆက်သွယ်နေစေတို့ရဲ့တူဒီသောသားလေးတိုက်ပွဲမှာကြာသွားခဲ့တာကျွန်တော်စကန်လူတွေလည်းရှိတယ်ကျွန်တော်တင်နန်းနေနဲ့အတူတက်ခဲ့ရဲဘော်တွေလည်းရှိတယ်ဒါကြောင့်ကျွန်တော်တို့လူငယ်တွေကဘယ်တော့မှနောက်ကိုပြန်ကြည့်တာ ကြဆုံးသွားတော့ကျွန်တော်တို့လူငယ်တွေရဲ့ဝိညာဉ်တွေကကျွန်တော်နဲ့အတူတူရှိနေစေပါဟုတ်ပြီကျွန်တော်အားလုံးလက်ရှိပေါ့နော်ဒီလူတော်လန်ရှိအစကနေပြီးတော့အခုအခြေအနေပေါ့နော်ဒါတို့ဖိတ်ခေါ်တယ်တို့ကျွန်တော်လူငယ်တွေကိုကမ်းလှမ်းလာတယ်ဒီဖိတ်ခေါ်ချက်တွေမှာဒီခါဖိတ်ခေါ်ချက်ကတကယ့်ကိုခံနာလွန်းနေဗျာတခါမှမအဲ့လိုမျိုးပြောဆိုပြီးတော့ဖိတ်ခေါ်တာမရှိဘူး ။အတော်လိုင်းရင်ဖြစ်တယ်တော်လိုင်းရင်ကတော့ခက်ခဲမယ်ကြမ်းတမ်းမယ်။ငဲ့ငဲ့မယ်ပြက်ရင်ပြက်မယ်။အဆင်မပြေတာလေရှိရင်ရှိမယ်။ကျွန်တော်တို့ briefing မှာလည်းအဲ့လိုပြောခံရတာ။မင်းတို့ဘာကိုပျော်လင့်နေတာလဲဆိုတာမျိုးတွေပါစခဲ့ပြီးကျွန်တော်တို့ပြောခဲ့တာ။ခုကတော့အပြေဝါကုညီထောက်ပံ့ပါမယ်။ဟုတ်ပြီ။လူလူမျိုးတွေကိုဖိတ်ခေါ်တာလေ။ကျွန်တော်တယောက်ချင်းလဲပါဝင်လို့ရတယ်။ ထွက်လိုက်လဲပေါင်ဝင်လို့လာတယ်။တငယ်ချင်းလိုက်တငယ်ချင်းတွေလည်းအုပ်စုလိုက်လာပြီးတော့ပူပေါင်းပေါင်ဝင်လို့ရတယ်။ဘာမှတော့ trade တူတူပြောစရာလည်းမလိုဘူး။ရွေးချယ်စရာလည်းမရှိဘူး။ကျွန်တော်တို့လူငယ်တွေတူတူကြုံကြ။ဟုတ်ပြီ။ဘာဖြစ်ပါလက်ရှိတော်လိုင်းကာလာလည်းဖြစ်တယ်။အကြံပတ်စစ်ခွေးတက်ကိုချိန်မုံနေတဲ့အချိန်ကာလာရဲ့အမြင့်မဆုံးသောကာလာတွေလည်းဖြစ်တယ်။ဆိုတော့စတိုက်မှာဖြစ်တဲ့အတွက် ြင်ဆင်ထားဖို့တော့လိုပါတယ်ကျွန်တော်နာကျင်စရာတွေရှိမယ်ကျွန်တော်မထင်ထားတဲ့ကျွန်တော်တခါမှမမခံစားဖို့တဲ့ခံစားချက်တွေလည်းအများကြီးကြုံပြရဖို့ရှိပါတယ်ကျွန်တော်ရဲ့ဒါတငယ်ချင်းအပေါင်းတို့ပေါ့နော်ကိုကိုနှိမ့်ချပြီးတော့ကျွန်တော်နိုင်ငံရဲ့အနာဂတ်အတွက် Federal Democracy အတွက်ငါရဲ့ အသက်ငါရဲ့ခံတာငါရဲ့လုံနိုင်နဲ့လုံနိုင်ဇွမ်းလေးအကုန်လုံးကိုပေးဆက်ပါမယ်ဆိုပြီးတော့ပဲဝတ်ကဲကိုတခုနဲ့ထွက်လာတယ်ရပါတယ်ကျွန်တော်ပြည်သူကဝင်းရင်ကူညီဖို့အစဉ်သက်ရှိနေတယ်အခုလက်ရှိဖက်ခေါ်ချက်တွေမှလည်းပဲတခါမယ်မှာဒီလိုဖက်ခေါ်တာတွေကျွန်တော်တို့မကြုံဘူးကျွန်တော်တို့တော့မနာလို့ဖြစ်မိတယ်ဆရာပွင့်လင်းပြောတာဟုတ်တယ် ဟုတ်ပြီကျွန်တော်ကလာနောအဆိုရင်ဗျာတိုင်းသားတွေနဲ့မဟာမိတ်ပေါ့နော်ဒီမဟာမိတ်အောက်မှာရှိတဲ့အတွက်ပေါ့နော်ကျွန်တော်တိုင်းသားတွေရဲ့မျက်နှာကိုလည်းကြည့်ရတယ်ပြီးတော့နောက်ပိုင်းကလာတွေပေါ့နော်ဒီ NUG နဲ့ပတ်သက်တဲ့ပေါ့နော်လူကြီးတွေရဲ့မျက်နှာကိုလည်းကြည့်ရတယ်ဆိုတော့တာဝန်ခံတွေပေါ့ဗျာဒါတွေရှိတယ်ဗျာ ဆိုတော့တိုင်းသားအရာဦးတွေကလည်းပဲကနဦးပိုင်းနေမှာပေါ့နော်သူတို့ရဲ့ယက်တီချက်တွေရှိတယ်သူတို့ရဲ့ခံယူချက်တွေရှိတယ်သူတို့ရဲ့အမြင်တွေရှိတယ်ပေါ့နော်အများကြီးပေါ့ဗျာဆိုတော့အဲ့ဒီချားမှာကျွန်တော်တို့ဟာဒါသူတို့လက်ခံယုံကြည်လောက်တဲ့ယုံကြည်မှုမျိုးရှိအောင်လည်းပဲကျွန်တော်တို့ဟာနှီးမျိုးစုံနဲ့ကျွန်တော်တို့ကပြတ်သားခဲ့ရတယ်ဆိုတော့အကြားလက်တွေမှာအထင်မြင်လွဲမှားတဲ့ကိစ္စတွေလည်းအများကြီးကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်တို့တင်းချလျက်အရှိကိုဆက်ပြီးတော့သွားနေတာအဲ့ဒီကျွန်တော်တို့ အဲတင်းခံပြီးတော့ဗောနော်တင်းချပြီးတော့ကျွန်တော်လွတ်ဆောင်ခဲ့တဲ့အလုပ်တွေဟာအခုအချိန်မှာတော့အကောင့်ထဲပေါ်လာတယ်လို့ပဲပြောရမှာဖြစ်ပါအခုကျွန်တော်တို့မန်လေးမှာဒီနေပြီးတော့တိသွားမဲ့လမ်းကဲကျွန်တော်တို့လူငယ်တွေကျွန်တော်တို့နဲ့အတူတူလိုက်မလားဗျာကျောင်းမိသားစုဝင်တွေကတော့ပြောဆံမလို့အစင်းနဲ့ဖြစ်နေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ပြောပြီးသားရွေးချယ်စရာတိတ်ထွေတူတူမရှိပါဘူး လက်ရှိအချိန်မှာလည်းပြည်တွင်းမှာပေါ့နော်ဒါစစ်မှုတန်းနဲ့ပတ်သက်ပြီးတော့လည်းတကယ့်ကိုအမျိုးသားတွေအရင်တော့မလုံခြုံဘူးအခုမျိုးသမီးပါမလုံခြုံတော့ဘူးညာနီမျိုးစုံနဲ့အန်တရဲဂျားရဲမှာအသက်ရှင်ရပ်တည်နေတဲ့ခက်ခဲတွေကျွန်တော်နားလည်ပါတယ်ကျွန်တော်ပြောပြီးသားကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင် PDF တွေကဘသူ့ကိုမှလည်းပေါ်တာမဆွဲဘူးစမှုတံဖြစ်မနေထမ်းဆောင်အောင်ပါမယ်ဆိုလေခဏိချင်းတိပြောဆိုအမိန့်ထုတ်ထားတာမရှိဘူးအရန်ထူးစမ်းကိုကောင်းတယ်နော် ။ဒါကြောင့်ကျွန်တော်တို့မိသားစုဝင်ကိုကျွန်တော်တို့ကာကွယ်နိုင်ဖို့ပြီးတော့အဲ့ဒီမှာတစ်ဆင့်အမှန်တကယ်ကျွန်တော်တို့ရဲ့မြို့ရွာတွေကိုကာကွယ်စောင့်ရှောက်နိုင်ဖို့ပြီးတော့ကျွန်တော်တို့နိုင်ငံကိုအာနာယူအကြမ်းဖက်စစ်ခွေးရန်ကနေပြီးတော့လုံးစုံကင်းစင်နိုင်ဖို့ကျွန်တော်အားလုံးမှာတောင်းရင်ရှိတာပါခေဆက်ဆက်ကျွန်တော်တို့ပိတ်ဆက်ခဲ့ရပြီးပြီ ဒီအချိန်ကတော့အဆုံးသက်တိုက်ပွဲဆိုတာလေတေချာနေပြီကျွန်တော်မိသားစုအားလုံးသိရှိပြီးဖြစ်ပါတယ်ဟုတ်ပြီသူတို့ပြောပြောနေတာကကျွန်တော်တို့မိုးကုတ်မှာကျွန်တော်တို့ကခံစစ်တယ်ခံစစ်တယ်လားကျွန်တော်တော်လိုင်းရေးစကြတဲ့ဗရိတ်ချေတီခံစစ်ဆိုတာတနေရာမှမတုံးခဲ့ဘူးအခြားသောမာဖျူဟာအကြောင်းအရာတွေကျွန်တော်မပြောခဲ့ပါဘူးကျွန်တော်တို့ကျွန်တော်ကျွန်တော်အပါဝင် ပါဝင်ပြီးတော့ဆင်နွှဲခဲ့တယ်ကျော်စစ်စင်ရေးတွေမှာခံစစ်ဆိုတာကိုမရှိခဲ့ခံစစ်ပြေးစစ်ခွာစစ်အဲ့ဒါကအကြံဖက်စစ်ခွေးတက်ပဲသုံးနေတဲ့ပြူပါတယ်ဖြစ်တယ်ဒါကြောင့်တို့ကပြောတယ်အာကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ဒီ PDF တွေပေါ့ဗျာအဲ့ဒီမှာခံစစ်လုံးတယ်ဘောနော်အာခံစစ်ဆိုတာဘလော့အန်နေများလဲခံစစ်ဟာစစ်အောင်နိုင်ရေးအတွက်ဘာညာတွေပါလဲအများကြီးဝေဖန်နေတဲ့ကောင်တွေလည်းရှိသေးတယ်ကျွန်တော်ဘယ်တော့ခံစစ်သုံးလို့ သူတို့ပြောတယ်ခန်းစစ်ကနေပြီးတော့မန္တလေးနေပြီးတော့အထိကျုံးမဲ့ပွဲဖြစ်သွားအညာလာပြီးအားလုံးကလည်းပဲတခဲနဲ့ပူပေါင်းပေါင်ဝင်လာကြတယ်ဒီချိန်ကရန်ကိုရေးကြီးနေတာဖြစ်ပါတယ်သူတို့ပြောနေတယ်ခုကန်စစ်ခုကန်စစ်ခုကန်စစ်ဟုတ်ပြီနေပြီးတော့အထိဝင်ကျုံးဖို့အထိဖြစ်လာတယ်ဆိုရင်တရိုက်မိသားစုဝင်တွေယုံကြည်နိုင်ပါ့မလားတော့တော်ဝဲမှာရှိတယ် ကျော်ပြည်စကားဝေးတပ်ဖွဲ့ဝင်တွေကလည်းပဲအချိန်အခါအခွင့်အရေးတွေကိုအတုံးချဖို့အတွက်စောင့်ဆိုင်းနေကြကြတော့သူတိုင်းစစ်တေသဖွဲ့ရန်ကုန် PDF ERR ကျွန်တော်တို့သတင်းမထုတ်ပြန်ဘဲနဲ့လက်ရှိအချိန်မှာတိုက်ပွဲမြောက်များကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့အခြေအနေတွေအများကြီးရှိပါတယ်ဒါကလက်ရှိအခြေအနေပါဟုတ်ပြီရန်ကုန်မှာအခု cyber တိုက်ခိုက်မှုတွေခံလိုက်ရသူတို့ပြောနေတဲ့ကျွန်တော်တို့အစိုးရကြီးပါဆိုတဲ့စိုက်ဘာနည်းပညာနဲ့ပတ်သက်ပြီးတော့လော်ဒေါင်းဖြတ်တောင်းမှချပြီးတော့သူတို့ရဲ့ data တွေမပါဘူးမပါသွားဘူးအတွက်အရေးပေါ်ပိတ်လိုက်ရတဲ့အခြေအနေတွေပါကြုံတွေ့လိုက်ရတယ်ပြီးတော့အရေးကောင်နဲ့ပတ်သက်ပြီးတော့ဘယ်ကောင်မှပေါ်ပေါ်ထင်ထင်သွားလာနေထိုင်ရဲလေပြောတော့သူတို့ကအုတ်ချုပ်ထားတာလေကျွန်တော်တို့ကတပုံဟုတ်ပါ ဒီနိုင်ငံကိုဥဆောင်မဲ့တပုံတွေပါဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေမထူထူးခြားတဲ့ဖိတ်ကော်ကလန်းချက်တွေ ਨੇ ကျွန်တော်ဒီစကားဝေးတက်ဖွဲ့ဝင်လူငယ်တွေသွားမဲ့လမ်းပြီးတော့အဲ့ဒီလမ်းမှာကျွန်တော်နဲ့အတူပူပေါင်းပါဝင်ဖို့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့လူငယ်တွေပြီးတော့ပြည်ပြပမှာရှိတဲ့ကျွန်တော်မိသားစုဝင်တွေအားလုံးကိုတခဲနဲ့ဖိတ်ခေါ်ထားတာဖြစ်ပါ တို့တို့အတူတူပူးပေါင်းပြီးတော့ရှေ့ဆက်ကြပါဆိုလို့ပြောကြရင်လည်းဒီမြင်ဗီဒီယိုစုံသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လည်းနဲ့ပေးစပေးကပေးချောက်ကပေးချောက်နဲ့ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိသားစုတအူးချင်းတဲ့ဘေးနဲ့ကင်းရှင်းပါတယ်ကြောင့်လေးလေးနဲ့စတောင်းချင်းတယ်ကျွန်တော်ရေပေါ်ရှင်းလေးပါဗျာ